ကျွန်တော်ပြဿနာရှာခဲ့ရတဲ့နိုင်ငံသားမိတင်ဒီအများကြီးပဲ။ဘာကြောင့်လဲဆိုလို့ရှိရင်နိုင်ငံသားတွေမှာကလည်းရှိအကျင့်တစ်ခုရှိတာကဘာလဲဆိုလို့ရှိရင်ဒါစီးပွားရေးတိုင်းမှာပဲနိုင်ငံသားမှာမဟုတ်ပါဘူး။နိုင်ရင်တော့ဖိကျင်ကြတာကြီးပဲ။နားမလည်ဦးသေးကြတဲ့ဟဲ့ဆိုရင်တော့အစီကွက်ချင်ကြတာကြီးပဲ။အဲ့တော့ဘာဖြစ်လဲဆိုရင်သူတို့တွေတွေ့တွေ့ဆန်းတဲ့ကိစ္စတွေရှိတယ်။အမြန်မာနိုင်ငံကနေလာတာပဲစီးပွားရေးနဲ့ပတ်သက်လို့ဒါတော့တော့နားမလည်တော့ပါဘူး။အဲ့ချိန်ကြလို့ရှိရင်သူတို့ကနေပြီးတော့မထည့်လိုက်တဲ့ဂျင်းတွေရှိတယ်။အဲ့လိုမျိုးတွေရှိပြီဆိုလို့ရှိရင်ကျွန်တော်ပြောင်းမယ်ပြောတာ။ဒါကြီးအဆင်ပြေမနေဘူးသိလား။နင်နားလေလား။ ဒါကလေမူလာတန်းကလေးအုံနောက်နဲ့စဉ်းစားရင်တော့အဆင်ပြေမနေဘူးဆိုတော့နင်နာလေလားကျွန်တော်အဲ့ဒီပုံစံအတိုင်းပြောတာ လောဘတွေတက်ပြနေမှာဟာလားမောဟနဲ့မျက်နှာတွေရဲပြီးလို့ရှိရင်ငါယံတွေဖြစ်နေမှာငါဒါကိုရရမယ်မဟုတ်ဘူးငါအပြုံးမပြတ်ဖဲနဲ့ငါယဉ်ကျေးမှုမပြတ်ဖဲနဲ့ငါအဆင့်တန်းရှိတယ်ဆိုတဲ့ငါရဲ့အနေထား status တစ်ခုကိုငါကလုံးဝထိခိုက်မှုမရှိဘဲနဲ့လေငါလိုချင်တယ်ဆိုတဲ့ရလက်သဘောပါလဲဆိုလို့တရားများတမ်းမှုပဲဖြစ်ပါစေပုံပြီးတက်တာတဲ့အရာပဲပုံပြီး quality ကောင်းတဲ့အရာပဲဖြစ်ပါစေကိုယ့်အတွက်ပုံပြီးအကျိုးရှိမယ့်အရာပဲဖြစ်ပါစေငါမရရအောင်ဖော်ဆောင်နိုင်ရမယ် မင်္ဂလာပါဒီနေ့ကျွန်တော် millionaire mindset ရဲ့ episode 9ရောက်သွားပြီချင်းနော်အဲ့ဒါလေးကိုကျွန်တော်လုပ်ပေးမယ်ဒီ video ကတော့အမှန်ပြောရလို့ရှင်ဟို surprise ပေါ့နော်ကျွန်တော်ဘာသာကျွန်တော်စဉ်းစားထားတာကဒီ episode 6ခုလောက်မှာကျွန်တော်ပြောရတာတွေအများကြီးနေပြီပေါ့နော်ဆိုတော့ဂျားထဲမှာတော်ုံတော်ုံနဲ့ကျွန်တော်ပြောစရာမရှိဘူးလို့စဉ်းစားထားတာ ဒါပေမဲ့ဟိုတနေ့ကမှကျွန်တော်ထိုင်စဉ်းစားနေတယ်။အော်ငါဒီကောင်းစင်လေးပြောဖို့ကြံနေသေးတယ်ပေါ့နော်။ဒါကလည်းအမှန်ပြောရလို့ရှိရင်တော့ကျွန်တော်လွန်ခဲ့တဲ့6နှစ်လောက်မှကျွန်တော်ပြောင်းလဲပြီးတော့ကျင့်သုံးခဲ့တဲ့ကျွန်တော်ရဲ့အတွေးခေါ်လေးတစ်ခုပေါ့နော်။အဲ့ဒါနဲ့အော်အဲ့ဒါလေးကိုတော့ငါဒီကောင်းစင်အောက်ကနေ share ပေးမယ်ဆိုပြီးတော့ကျွန်တော်စဉ်းစားလိုက်တယ်။ဗီဒီယိုကြီးကအရင်တော့မရှိလောက်ဘူးဆိုတော့အဆုံးထိကြည့်ပေးပါ။ကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်เนาะဆိုတော့ခေါင်းစဉ်ကဘာလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ EQ ပေါ့เนาะ EQ အကြောင်းကိုကျွန်တော်ကအဓိက အာကျွန်တော်အမြင်ကိုကျွန်တော်ပြောပြပေးစင်တာလူတိုင်းအမြင်နဲ့တူချင်မှတော့တူမယ်အဲ့ဒါလေးကိုကျွန်တော်ကြိုပြီးတော့စကားခံထားမယ်ပေါ့နော် ျွန်တော်အသက်အခုဆိုလို့ရှိရင်45နှစ်ပေါ့နော်လွန်ခဲ့တဲ့6နှစ်9နှစ်လောက်ကမှအမှန်တိုင်းပြောကျွန်တော်ကစီးပွားရေးနဲ့ပတ်သက်လို့ကျွန်တော်ရဲ့အတွေးခေါ်တွေအများကြီးပြောင်းလဲသွားတယ်။အဲ့ mind set လေးတွေကိုကျွန်တော်ကအခုခေါင်းစဉ်လေးနဲ့ကျွန်တော်ကဒီမှာဝင်မြပေးနေတာပေါ့နော်ဆိုတော့အဲ့ဒီပြောင်းလဲသွားတဲ့ကျွန်တော်ရဲ့အတွေးခေါ်လေးတွေထဲမှာဒီခေါင်းစဉ်လေးလည်းပါတယ်။အဲ့ဒါပါလဲဆိုလို့ရှိရင်တော့ EQ ပေါ့နော်ဟိုမြန်မာလိုပြောရမယ်ဆိုလို့ရှိရင်တော့ဘယ်လိုပြောရမလဲ IQ ကိုကျွန်တော်တို့ကညံရီလို့ပြောတယ်ပေါ့နော်ဒါဆိုတော့အမှန်နှလုံးရီလို့ပြောရမယ်ထင်တယ်မလေးမလေးမလေး နှလုံးရည်လို့ပြောရမယ်ထင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကြတော့အဲကျွန်တော်တို့အဓိကက emotion quotient လို့ပြောရမှာလား emotional quotient လို့ပြောရမှာလားကျွန်တော်တို့ရဲ့စိတ်ကိုကျွန်တော်တို့ဘယ်လိုအဲစိတ်ရဲ့နှလုံးရည်ပဲပြောမှာပေါ့နော်ဟို IQ ကျွန်တော်ညာရည်ကိုပြောတာဆိုတော့စိတ်ကိုကျွန်တော်တို့ဘယ်လိုစိတ်ရဲ့စွမ်းအင်ကိုကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်အသက်30နဲ့8နှစ်လောက်အထိကကျွန်တော်က EQ နဲ့ပတ်သက်ကျွန်တော်လက်ခံထားတာဘာလဲဆိုလို့ရှိရင်ကြတော့ ဘလို့အခြေအနေဆိုးရီပဲကြုံလားကြုံလားဘလောက်ပဲဆိုးွားတဲ့အရာတွေပဲဖြစ်လားဖြစ်လားကျွန်တော်တို့အပြုံးမပြည့်ရင်ဆိုင်နိုင်ရမယ်ပေါ့နော်အရန်ကို ယဉ်ကျေးစွာနဲ့တုံ့ပြန်ရမယ်ပေါ့နော်ကျွန်တော်တို့ကရုပ်ပြက်စင်ပြက်ဖြစ်เสียအကြောင်းဘာမှမရှိဘူးပေါ့နော်သဘောကပြနောက်ဆုံးလူတယောက်ကကိုယ့်မျက်နှာစဉ်းစားလာပြီးဆဲနေတယ်ဆိုလို့ရှိရင်တော့အပြုံးမပြက်ကျွန်တော်တို့ကပြန်ပြီးတော့တုံ့ပြန်နိုင်ရမယ်ကိုယ့်ရဲ့စိတ်ကိုဟိုဝုန်းငနဲလှုပ်ခတ်သွားတာ၄အတရုပ်ပြက်တာ၄ဟိုအကြမ်းပရန်ပြန်ပြီးတော့တုံ့ပြန်တာ၄အဲ့ဒါတွေတခုမှမရှိအောင်ကျွန်တော်ကထိန်းတယ်ထိန်းတဲ့ဟာကိုကျွန်တော်က EQ အရန်ကောင်းတယ်လို့ကိုယ့်ကိုကျွန်တော်ယူဆတယ်ပေါ့နော်ငငယ်ကလေးကကျွန်တော်ကအဲ့ဒီအချင်းရှိတယ် နော်သူများဆဲရင်လည်းကျွန်တော်ပြန်မဆဲတတ်ဘူးပြန်မဆဲတတ်ဘူးဆိုတာဗျမမှန်ရင်ပြန်မဆဲတတ်ဘူးကျွန်တော်ကဟိုလိုမျိုးအာအဖေတွေအမေတွေဂိုင်းတုတ်ပြီးဆဲရတာမျိုးတွေပါညာတွေကျွန်တော်ကမလုပ်တတ်ဘူးလုပ်တတ်တဲ့အကျင့်လည်းကျွန်တော်ကမရှိဘူးပါဇက်ကနေကိုမထွက်တာဗျရှင်းရှင်းပြောရင်စိတ်ထဲမှာကိုယ့်စိတ်ထဲမှာကိုအခွင့်မပြုဘူးလားတဘောကငါအဲ့လိုပြောလိုက်လို့ရှိရင်အယမ်းမှရိုင်းနေစိတ်ထဲမှာကဓာတ်ရအစင်မပြေဘူးဒီအပြုအမူအကျင့်ကြီးကမကောင်းဘူးစသဖြင့်ပေါ့နော်အဲ့တော့ကိုဒီခေါယူကြိုးပြီးတော့စဉ်းစားလာတာကဘာလဲဆိုလို့ရှိရင်တော့ လူရင်ကျေးလိုမျိုးတုံ့ပြန်မယ်အတတ်နိုင်ဆုံးကျွန်တော်တို့တီးခံနိုင်ရမယ်ဘလောက်ပဲဥပမာကွာနောက်ဆုံး accident တစ်ခုဖြစ်တဲ့ဟိတ်ဆိုလို့ရှိရင်တော့ပြရမခက်ရအောင်ကိုယ့်ကိုကျွန်တော်တတ်မှတ်ထားတဲ့အရာပြရမခက်ရအောင်ငါက AC ဖြည့်ရှင်းနိုင်ရမယ်အဲငါကရုပ်ပြဆင်းပြမဖြစ်ရဘူးဘယ်ဟာကိုမစိုး နောက်ဆုံးအာနာတယ်ဆိုလို့ရှိရင်တော့ငါကအရန်ကြီးကိုယ့်ရဲ့စိတ်ထဲကခံစားချက်ကိုမပေါ်ပြပဲနားမယ်ပေါ့အဲ့လိုတွေကျွန်တော်ကယူဆတယ်အဲ့ဒါကိုလည်းကျွန်တော်ကအရန်ကို ဂုံယူခဲ့တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်ကျွန်တော်ကဘယ်လိုကိစ္စတွေမှာပဲဖြစ်တည်ဖြစ်နေကျွန်တော်ကအတက်နိုင်ဆုံးတီးခံတယ်ပြီးလို့ရှိရင်အကောင်းမွန်ဆုံး response တွေကိုပဲကျွန်တော်ကပြန်တယ်လူတွေဘလောက်ပဲကိုယ်ဝမ်းမမ်းရမ်းရမ်းဆက်ဆန်ဆက်ဆန်ကျွန်တော်ကတော်ရုံတန်ရုံဆိုကျွန်တော်ပြန်ဆဲလို့မရှိဘူးအဲသူတို့တွေကိုကိုယ့်စိတ်ထဲမှာအမှန်ကသူတို့ကိုကျွန်တော်မဆဲချင်လို့မဟုတ်ဘူးနော်ကိုယ့်ရဲ့စိတ်ထဲမှာကိုအဆင်မပြေတာ အဲ့လိုမျိုးငါပြန်ပြီးတော့တုံ့ပြန်လိုက်ရမှာကမူးရှူရိုးတွေပေါ့နော်ဗျံပဒါတွေပေါ့နော်အဲ့လိုတွေတုံ့ပြန်ရမှာကိုယ့်ရဲ့စိတ်ထဲမှာအဆင်မပြေဘူးအဲ့ဒါကိုငါကစိတ်ကိုမထိန်းနိုင်တဲ့လူငါကမရင်ကျက်တဲ့လူငါကဟိုဘယ်လိုပြောရမလဲကိုယ့်စိတ်ထဲမှာကိုပြောချင်တာเนาะကျွန်တော်ဆိုလိုချင်တာအဲ့လိုတုံ့ပြန်တဲ့လူတွေကျွန်တော်မကောင်းပြောချင်တာမဟုတ်ကိုယ့်ရဲ့စိတ်ထဲမှာကိုအဲ့ဒါယူကျွန်တော်ခွင့်မပြုဟိုတနေ့ကကျွန်တော်ဖတ်လိုက်ရပါတယ်ဆိုင်ဆရာတက်မတယောက်ရေးထားတဲ့စာသားလေးပေါ့နော်သူပြောတာလူအစင်အတန်ပေါ့ အတူတူပဲကျွန်တော်စိတ်ထဲမှာအေးအရာရအဆင်တန်းမရှိဘူးဆိုတဲ့ခံစားချက်မျိုးကျွန်တော်ကခံစားအဲ့အတွက်ကြောင့်မို့ကျွန်တော်တရုံတရုံမပြတ်မတုံ့ပြန်ဘူးအဲ့လိုမျိုးလူလိမ္မာလောက်ရတာလူကောင်းလောက်ရတာလူရင်ကျေးလောက်ရတာကိုဘာကိုမဆိုပေါ့နော်ကျွန်တော်တို့ကကိုယ်စီရောက်လာတဲ့အရာတွေကိုအကောင်းဆုံးပြန်ပြီးလို့ရှင်လောကကြီးကအကောင်းပါတယ်ဘာဘာညာညာနဲ့တုံ့ပြန်ရတာကိုကျွန်တော်က EQ အရန်ကောင်းတယ်လို့ကျွန်တော်ကယူဆတယ်ပေါ့နော်အဲ့လိုပဲယူဆနေတဲ့လူတွေလည်းအများကြီးရှိကောင်းရှိနေလိမ့်မယ် ကျွန်တော်ကလည်းစဉ်းစားတာကတကယ်ကိုအောင်မြင်တဲ့လူတစ်ယောက်ကအဲ့လိုမျိုးအယူဆရှိရမယ်ပေါ့နော် EQ အကောင်းရမယ်ပေါ့နော်ကျွန်တော်အဲ့လိုစဉ်းစားခဲ့တာကျွန်တော်တတ်မှတ်ကျွန်တော်ရဲ့ EQ နဲ့ပတ်သက်တဲ့တတ်မှတ်ချက်ကလည်းအဲ့လိုဖြစ်ခဲ့တာဒါမှကျွန်တော်အပြောင်းလဲခဲ့တယ်လွန်ခဲ့တဲ့အခုဆိုတော့9နှစ်လောက်ဖြစ်သွားပြီပေါ့နော်ကျွန်တော်6နှစ်6နှစ်နဲ့ပြောနော်ကျွန်တော်38နှစ်လောက်မှာပဲအာကျွန်တော်ရဲ့အတွေးခေါ်တွေတော်တော်များများကပြောင်းလဲသွားတယ်အဲ့ထဲမှာဒီကောင်းစဉ်ပါပါလဲဆိုလို့ရှိရင်ကျွန်တော်အိုက်ကာလာကစပြီးတော့ကျွန်တော်လက်ခံတဲ့ EQ ကဒီပုံစံမဟုတ်တော့ဘူး။ ။ဘာလဲဆိုလို့ရှိရင်ကျွန်တော်အဲ့ချိန်ကစပြီးတော့ကျွန်တော်လက်ခံလိုက်တဲ့ဒီ EQ ပေါ့နော်နှလုံးရည်ကဘာလဲဆိုရင်ကျွန်တော်ကအရင်တော့ကျွန်တော်လက်ခံထားတဲ့ဟာရဲ့တစ်စိတ်တစ်ပိုင်းကိုကျွန်တော်ဆက်လက်ခံသေးတယ်။သဘောကဘာလဲဆိုလို့ရှိရင်ကိုယ်လာမှရရင်လည်းကျွန်တော်ပိုင်ရိုင်းပြီးတုံ့ပြန်ရမယ်လို့ကျွန်တော်မလက်ခံဘူး။အပြုံးမပြတ်ကျွန်တော်တို့ကရင်းဆိုင်နိုင်ရမယ်။ကိုရီကိုရီကိုတိုက်ခိုက်တာပဲဖြစ်ဖြစ်နှိမ်ချတဲ့ကိစ္စရှုံချတဲ့ကိစ္စဘာတွေပဲဖြစ်စင်တော့ accident တွေပဲဖြစ်ဖြစ်ဘဝမှာကမူးရှူတို့ရုပ်ပြက်စင်ပြက်ကိစ္စတွေဘာတွေပဲဖြစ်ဖြစ်ကျွန်တော်က ဟိုအဆင့်တန်းရှိရှိလေးဖြည့်ရှင်းမယ်ပေါ့နော်ငါမပြာကပြာရမခတ်ဘူးငါရုပ်မပြက်ဘူးငါကမမိုက်ရိုင်းဘူးငါကအဲ့ဒီရုပ်ပြက်စင်ပြက်ကိစ္စတွေငါဘာမှမလုပ်ပဲဖြည့်ရှင်းမယ်ဆိုတော့အချက်ကိုကျွန်တော်ကလက်ခံထားသေးတယ်ဒါပေမဲ့တီးခံရမယ်ဆိုတဲ့ကိစ္စကိုကျွန်တော်လက်မခံတော့ကျွန်တော်ကဒီလွန်ခဲ့တဲ့ခုနှစ်လောက်ကစပြီးကျွန်တော်ကဘလို့စဉ်းစားလိုက်တာလဲဆိုလို့ရှိရင်ဥပမာလူတစ်ယောက်နဲ့ကျွန်တော်ကစကားပြောတယ်အဆင်မပြေဘူး တဘောကဗျာရှင်းရှင်းပြပြဿနာကြီးကျက်တတ်ကြတယ်စီးပွားရေးလုပ်တယ်ဆိုတဲ့ကိစ္စအမြင်နဲ့အဆင်ပြေနေရတော့လည်းမဟုတ်ဘူးဗျာဒါကကျွန်တော်ကိုရီးယားနဲ့လည်းလုပ်တယ်အခုယူရီးယားနဲ့ကျွန်တော်လုပ်လုပ်တယ်နိုင်ငံခြားသားဆိုပြီးတော့လည်းပြဿနာမတက်ဘူးဆိုတာလည်းမရှိဘူး အားလုံးကတော့စီးပွားရေးလောကမှာကလွမ်းပိုးနိုင်တဲ့ပါဝါကိုပဲပြိုင်နေကြတာပေါ့နော်ဆိုတော့ကိုမလွမ်းပိုးနိုင်ရင်ကိုကလွမ်းမှုခံရမယ်ဒါပဲအဲ့တော့ကိုကအရန်ကိုနှိမ့်ချနေလို့ရှိရင်သူတို့လွမ်းပိုးတဲ့နေရာမှာကရုပ်ပြက်စင်ပြက်လွမ်းပိုးတဲ့ကိစ္စတွေပါအများကြီးပဲဖြစ်လာတယ်ပေါ့နော်အဲ့လိုကိစ္စတွေဖြစ်လာတဲ့အခါကျတော့ကျွန်တော်ကအရင်တုန်းကလာကျွန်တော်ဖြေရှင်းကြတော့ကျွန်တော်ရင်းကြီးကြီးကောင်းကောင်းမွန်မွန်နဲ့အကောင်းဆုံးကျွန်တော်ဖြေရှင်းမယ်ငါမြန်မာပြည်ကနေလာပြီးတော့အလုပ်လုပ်တာငါဘက်ကနေပြီးတော့မှ အမှန်ရိုင်းတာတွေကမဖြစ်ချင်ဘူးအမြင်ဆောင်တာတွေမဖြစ်ချင်ဘူးဆိုတဲ့ခေါင်းစဉ်တွေရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနောက်ပိုင်းမှာမရှိသူတို့ကျွန်တော်ကိုကောင်းအောင်မဆက်ဆံရင်ကျွန်တော်အပြုံးမပြတ်ဘူးဒါပေမဲ့သူတို့ဆက်ဆံတဲ့ကိစ္စအဆင်မပြေဘူးဆိုတဲ့ဟာကိုကျွန်တော်ကအကောင်းမွန်ဆုံးနီလန်းနဲ့ကျွန်တော်ရအောင်ပြန်ပြောတယ်ပြီးလို့ရှိရင်မျက်နှာပြက်เสียမလို့ပဲနဲ့ရုပ်ပြက်เสียမလို့ပဲနဲ့ကမူးရှူတော့မဟုတ်တဲ့ တုံ့ပြန်တဲ့ပုံစံနဲ့ကျွန်တော်ကကျွန်တော်လိုချင်တဲ့ခေါင်းစဉ်ရောက်လာအောင်ကျွန်တော်မရရအောင်ဆွေးနွေးတယ်ပေါ့နော်ဆိုတော့အဲ့ဒါကဒါလေးမှန်ကန်တဲ့နှလုံးရည်ပြတိလားစိတ်ထဲမှာ emotion ကို control လုပ်တဲ့နေရာမှာပေါ့နော်အဲ့ဒါမှမှန်ကန်တဲ့ဟာကျွန်တော်အဲ့ဒါလေးကိုဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးချင်တာတိခန္ဓာမှမှန် နော်တီးခန့်တာမမှန်ဘူးကျွန်တော်တို့အလျှော့ပြီးတယ်ဆိုတာမမှန်ဘူးဘာကိုမဆိုအသေးစိတ်ကျွန်တော်တို့လိုက်ပြီးညှိနှိုင်းနေဆိုတဲ့ကိစ္စကမမှန်ဘူးအတူတူပဲကျွန်တော်တို့ကမလျှော့ပြီးတာနဲ့ပဲကျွန်တော်တို့ကတခုဖြစ်လာပြီဆိုလို့ရှိရင်ဘာလဲငါတို့မြန်မာတွေကိုနိုင်ကျင်တာလားအားကြောင့်မလို့နေရပစ္စည်းကိုဒီလိုထုတ်ပေးတာလားဟိုလိုထုတ်ပေးတာလားရန်ဖြစ်ရမယ်ဆိုတဲ့ဖြည့်ရှင်းတဲ့နီလန်းကလည်းမမှန်ဘူးကျွန်တော်ဒီနောက်ပိုင်းမှာသုံးတဲ့နီလန်းကဘာလဲဆိုလို့ရှိရင်အချစ်လည်းမပြတ်ရရုပ်လည်းမပြတ်ရဘူးစိတ်ထဲမှာကတော့ကိုလိုချင်တဲ့သဘောကနင်တို့ငါ့ကို မတရားဆက်ဆံနေဆိုတဲ့ကိစ္စကိုနေတို့ကိုယ်တိုင်တီးပြီးလက်ခံပြီးတော့ရှက်သွားရမယ်နေတို့ဘာသာနေတို့ပြုပြင်ရမယ်နေတို့ဘာသာနေတို့ငါ့ကိုပြန်ပြီးတော့တောင်းပန်ရမယ်ဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်သွားအောင်ကျွန်တော်ကဟန်မပြက်ဖဲနဲ့မရရအောင်ကျွန်တော်ပြောတာအဲ့ဒီနီလာကိုပဲကျွန်တော်တုံးတော့တယ်တကယ်တမ်းစိတ် emotion ကိုပါနော်စီမံခန့်ခွဲမှုကောင်းတဲ့လူဆိုတာကကိုလိုချင်တဲ့အရာ ကိုလိုချင်တဲ့အဖြစ်သဘောပါဗျာစီးပွားရေးအရာဆိုလို့ရှိရင်ဥပမာပစ္စည်းကိုပိုကောင်းချင်တာလားဈေးကိုပိုတက်တာချင်တာလားဒါမှမဟုတ်လို့ရှိရင်သူတို့ကိုကိုယ့်ကိုပို့ပြီးတော့တန်ဖိုးထားပြီးဆက်ဆံစေချင်တာလားအဲ့ဒီရည်ရွယ်ချက်ကိုကျွန်တော်တို့ကရုံးမပြတ်ဖ ೇನೆ ကျွန်တော်အခုနောက်ပိုင်းဆိုရင်ဗျာစီးပွားရေးလုပ်နေတာဗျာပြဿနာအမြဲဖြေရှင်းရကျွန်တော်ဘယ်တော့မှရုံးမပြတ်ကျွန်တော်အမြဲပြုံပြုံလေးပဲဆက်ဆံနေဘယ်သူနဲ့မှလည်းကျွန်တော်ဒီနောက်ပိုင်းမှာရန်ဖြစ်ရမယ်ဆိုတဲ့စိတ်မရှိဘူးအတံကျဲတဲ့ အခြေအနေမျိုးတွေမရှိဘူးလားရှိပါတယ်ကျေဖို့လိုအပ်ရင်ကျွန်တော်ကျေတယ်ကျွန်တော်ကျေရတဲ့အကြောင်းရင်းဒီကျွန်တော်စိတ်တူလို့မဖြစ်ရဘူးကျွန်တော်ကစိတ်ကိုမထိန်ချုပ်လိုက်နိုင်လို့တော့မဖြစ်ရဘူး strategy အရဆိုရင်ကျေလို့ရတယ်တဘောကဘာလဲဆိုရင်ငါစိတ်ဆိုးနေပြီဆိုတဲ့ကိစ္စတော့ငါတို့ကိုပြမှာရမယ်အဲ့အချိန်မှာဆိုကျွန်တော်အတန်းကျေတယ်တကယ်ကျွန်တော်စိတ်ဆိုးနေလို့မဟုတ်ဘူးစိတ်ကိုကျွန်တော်ကောင်းကောင်း control လုပ်နိုင်တယ်အစာကြီးကတည်းကကျွန်တော်က စစ်ကိုကွန်ထရိုးလုပ်နိုင်တာကိုအဆင့်တန်းရှိတဲ့လူလို့သတ်မှတ်လာခဲ့တဲ့လူလေးနော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တရုံတန်ရုပ်ပြက်စရာအကြောင်းမရှိဘူးဒါမဲ့ကျွန်တော်ရုပ်ပြက်ပြပေးဖို့ကျွန်တော်ဝင်မလေးဘူးအတန်လေးကျဲဖို့ဝင်မလေးဘူးဒါမဲ့ရုပ်မူရှူတို့ရုပ်ပြက်စင်မဲ့ကျွန်တော်ဘာမှမလုပ်ပါအပြုံးမပြက်ဖဲနဲ့ကျွန်တော်ကကျွန်တော်လိုချင်တဲ့ရလတ်ကိုကျွန်တော်မရရအောင်လုပ်တယ်အဲ့ဒါပြောင်းလဲလာပြီးနောက်ပိုင်းမှာကျွန်တော်ကဘာလုပ်လို့အောင်မြင်တော့တာပဲဘာကြောင့်လဲဆိုအရင်တော့ကျွန်တော်တီးခံနေကြတယ်ကိစ္စလေးတစ်ခုခုကြုံလာပြီးဆိုကျွန်တော်စဉ်းစားတာအရှင်းရှင်းလေးပဲဘာလဲဆိုရင် ငါပညာတတ်တဲ့လူငါကမိမကဆုံးမပြီးတော့မှဒီတဲ့ရွယ်ကိုရောက်လာတဲ့လူငါကဘုရားဘာသာရဲ့ဆုဆုံးမမှုအောင်မှရှိတယ်လူငါအရင်ကြီးတယ်ငါမမယိုင်ဆိုင်ဘူးငါကသူများရှိမှရုပ်ပြက်စင်ပြက်မလို့ဘူးအဲ့ဒီကောင်းစင်တွေအောက်မှာပဲကျွန်တော်နင့်နာသွားတဲ့ကိစ္စတွေကအများကြီးပဲအဲ့ဒီဟာတဲ့အတူတူတွဲပါသွားတာဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်ကအတက်နိုင်ဆုံးသဘောကောင်းပြီးတယ်အဲ short ပြီးတယ်အဲပြီးလို့ရှိရင်ကိုက nice ပေါ့နော် အဲ့ဒီဘယ်လိုပြောရမလဲလိမ္မာယဉ်ကျေးဆိုတဲ့ခေါင်းကျွန်တော်ပြဿနာရှာခဲ့ရတဲ့နိုင်ငံခြားမီတင်တွေအများကြီးပဲ။ဘာကြောင့်လဲဆိုလို့ရှိရင်နိုင်ငံခြားသားတွေမှာကလည်းရှိအကျင့်တစ်ခုရှိတာကဘာလဲဆိုလို့ရှိရင်ဒါစီးပွားရေးတိုင်းမှာပဲနိုင်ငံခြားသားမှာမဟုတ်ပါဘူး။နိုင်ရင်တော့ဖိကျင်ကြတာကြီးပဲ။နားမလည်ဦးသေးကြတယ်ဆိုဟိတ်ဆိုရင်တော့အစီကွတ်ချင်ကြတာကြီးပဲ။အဲ့တော့ဘာဖြစ်လဲဆိုရင်သူတို့တွေတွေးတူးဆန်းတဲ့ကိစ္စတွေရှိတယ်။အမြန်မာနိုင်ငံကနေလာတာပဲစီးပွားရေးနဲ့ပတ်သက်လို့ဒါတော့တော့နားမလည်တော့ပါဘူး။အဲ့ချိန်ကြလို့ရှိရင်သူတို့ကနေပြီးတော့မထဲလိုက်တဲ့ဂျင်းတွေရှိတယ်။အဲ့လိုမျိုးတွေရှိပြီဆိုလို့ရှိရင်ကျွန်တော်ပြောင်းမယ်ပြောတာ။ ဒါကြီးအဆင်ပြေမနေဘူးသိလားနင်နားလေလားဒါကလေမူလာတန်းကလေးအုံနောက်နဲ့စဉ်းစားရင်တော့အဆင်ပြေမနေဘူးဆိုတော့နင်နားလေလားကျွန်တော်အဲ့ဒီပုံစံအတိုင်းပြောတာကျွန်တော်သူတို့သွားပြီးထိုင်ပြီးစော့ကားမနေဒါမှကျွန်တော်ဥပမာလေးနဲ့ကျွန်တော်ပြောလိုက်တယ်ဒါကလေအုံနောက်ရှိတဲ့လူလာဆိုရင်နားလေတဲ့တင်းနဲ့တင်းနဲ့ပေါင်းတာကနှစ်ပဲဖြစ်ရမှာတင်းနဲ့တင်းနဲ့ပေါင်းတာကနှစ်အနုပ်တက်ဖြစ်နေရဆိုတဲ့ကိစ္စကမှန်မနေဘူးဆိုတော့နှစ်တဘောပေါ့လား အဲ့လိုပြုံတဲ့ပုံစံတွေကိုကျွန်တော်အပြုံးနဲ့မပြတ်ဘူးဒါပေမဲ့ကျွန်တော်လိုချင်တဲ့ရအလတ်ကိုကျွန်တော်မရရအောင်ကျွန်တော်ဖော်ဆောင်တယ်သူတို့အတုံးမကြနေအတုံးမကြနေသူတို့အနိုင်ကျင့်နေအနိုင်ကျင့်နေတယ်သူတို့ဘက်ကစီးကြော်နေစီးကြော်နေဆိုတဲ့ကိစ္စတွေအကုန်လုံးကိုကျွန်တော်ရရဲဝုံဝုံနဲ့ဖြေရှင်းတယ်ဖြေရှင်းတဲ့နီလန်ကတော့ကျွန်တော်စိတ်ကိုအကောင်းဆုံးအကောင်းဆုံးထိန်ပြီးတော့ကျွန်တော်ဖြေရှင်းသွားပြီးလို့ရှိရင်အာဒါကြီးဆွေးနေလို့မရတော့ဘူးဒါကြီးကဘာဖြစ်ပါလဲဒါကြီးကဘာဖြစ်ပါလဲဆိုတဲ့ကိစ္စတွေကျွန်တော်မလုပ်ဘူးလုံးဝမလုပ်တဲ့အချိန်တွေမရှိမဟုတ်ပါဘူးတစ်ခါတလေ ကျွန်တော်လုပ်ပါတယ်လုပ်ရတဲ့အကြောင်းရင်းတွေကအကုန်လုံးကျွန်တော် strategy နဲ့ပဲစဉ်းစားဘောကပါလဲဆိုလို့ရှိရင်တော့ဒီအချိန်တွေရောက်နေပြီငါနည်းနည်းလေးမုံတိုင်းကျဲပေးမှရမယ်မုံတိုင်းမကျဲပေးရင်တို့အနေနဲ့ဒါယူလက်ခံမှာမဟုတ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ကြမ်းပေးတယ်တဘောကပါလဲဆိုရင်မီဒီယာနဲ့ကျွန်တော်ထပြန်ရမှာလားကျွန်တော်ထပြန်တယ်ဆက်မဆွေးနွေးသင့်ဘူးကျွန်တော်မဆွေးနွေးဘူးကျွန်တော်ပြစ်ဆက်လက်ခံမဆက်ဆံတတ်ဘူးလားဆက်ဆံတတ်တယ်ဆက်ဆံတဲ့များအကုန်လုံးကိုတော့ကျွန်တော်ကသူတို့ကိုပြောတယ်ငါနေနှုတ်နဲ့ရံဖြစ်ချင်လို့မဟုတ်ဘူး ဒါပေမဲ့နင်တို့ပေးလာတဲ့ terms and condition တွေအကုန်လုံးကိုကြည့်ကြည့်လိုက်ဒါကငါလက်ခံပြီးလို့ရတဲ့ကိစ္စတွေဖြစ်မနေဘူးအဲ့တော့ဒီအတိုင်းပဲနင်တို့လက်ခံတာသိကြလားအဲ့ဒါဆိုရင်ငါမဆွေးနွေးတော့ငါပြန်မယ်ငါအချိန်ကိုမခံဘူးကျွန်တော်ကအဲ့တိုင်းပဲလုပ်လို့တာကျွန်တော်ဖျက်ခဲ့တဲ့ meeting တွေလည်းအများကြီးရှိတယ်ဖျက်ခဲ့တဲ့ meeting တွေသွားပြီးလို့ရှိရင်ကျွန်တော်ရန်တွေ့မနေဘူးကျွန်တော်ကိုယ်တိုင်ပြန်ပြောတဲ့ meeting မလုပ်မိမှကျွန်တော်မေးတယ်နင်တို့ဘာပြောချင်တာလဲပေးပြောတဲ့ဟာကိုကျွန်တော်ကြည့်လိုက်တယ် fair ဖြစ်မနေဘူး fair ဖြစ်မနေကျွန်တော် meeting တက်ဘူးဒါပေမဲ့အဲ့ဒါကိုကျွန်တော်သွားပြီးလို့ရှိရင်ရန်လုပ်နေလားမလုပ်ဘူး ဒါပေမဲ့ကျွန်တော်လိုချင်တဲ့ဟာတွေအကုန်လုံးကိုကျွန်တော်ကအပြုံးမပြတ်ဖဲသူတို့ကိုယ်တိုင်ကနေကြည်ကြည်နက်နက်နဲ့လှုပ်ပေးနိုင်အောင်လို့ကိုကျွန်တော်ကမရရအောင်ဆွဲဆောင်တယ်အဲ့ဒါကဒါလည်းရင်မှန်ကန်တဲ့ EQ မှန်ကန်တဲ့နှလုံးကြီးကျွန်တော်ကတော့အဲ့လိုလက်ခံထားတယ် အဲ့တော့ကျွန်တော် channel ကိုကြည့်နေတဲ့လူတွေလည်းရှိလိမ့်မယ်တချို့တွေကျွန်တော်မေးတာအောင်မြင်ဘယ်လိုလုပ်အောင်အောင်မြင်ဘယ်လိုလုပ်အောင်လဲကျွန်တော်အောင်မြင်အောင်လုပ်ရတဲ့နေရာမှာကျွန်တော်တို့ကအများစုကအဲ့လိုမျိုးပေါ့နော်ဆွေးနွေးရတဲ့ကိစ္စတွေတို့အဲညှိနှိုင်းရတဲ့ကိစ္စတွေအများများရတယ်အဲ့လိုအခြေအနေမှာကျွန်တော်တို့ရဲ့ EQ ကအရန်ကိုအရေးကြီးတယ်ဗျာ EQ ဆိုလို့ကျွန်တော်ကပြောနေလို့ဟာဒါအရန်ကိုအစင်တန်းရှိနေရမယ်အရန်ကုန်တေးတိတ်ခါရှိနေရမယ်အာရုပ်ပြက်စင်ပြက်လုံးဝမလုပ်ရဘူးဒါတွေကြီးပဲလို့စဉ်းစားနေမှာဆိုလို့လူတစ်ယောက်ကကိုယ့်ရဲ့စိတ်ကိုအရန်ကို control လုပ်နိုင်တယ်တယုံမပြတ်ဘူးကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့မြတ်အရ ြာတွေမပေါ်ဘူးကိုစိတ်ဆိုးနေလဲစိတ်ဆိုးတာကိုမပေါ်ဘူးဝမ်းနေနေလဲဝမ်းနေတာကိုမပေါ်ဘူးအဲ့လိုထိန်းနိုင်တာကိုကျွန်တော်က ကောင်းမွန်တဲ့ EQ လို့ကျွန်တော်လက်မခံတော့ဘူးကျွန်တော်ဒီနောက်ပိုင်းမှာစီးပွားရေးလုပ်ပြီးကျွန်တော်အဆင်ပြေလာတဲ့နောက်ပိုင်းမှာကျွန်တော်လက်ခံတာ EQ ကပါလဲဆိုလို့ရှိရင်ကျွန်တော်လူကျင်တဲ့ရလက်ကိုကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရောကျွန်တော်ရဲ့စန့်ကျင်ဘက်မှာရှိနေတဲ့လူတွေကကောလိုလိုလားလားနဲ့ OK ပါတယ်လို့ပြောပြီးတော့ లై ့လောက်တာအောင်စီယုံနိုင်စွမ်းရှိတဲ့စိတ်အခြေအနေကဒါလျှင်ကျွန်တော်တတ်မှတ်တဲ့ကောင်းမွန်တဲ့ EQ လို့ကျွန်တော်ကလက်ခံထားတယ် အဲ့ဒါကိုလည်းပဲကျွန်တော်အခုနောက်ပိုင်းဆိုရင်မရရအောင်လုပ်တယ်အရင်တော့ဆိုကျွန်တော်အရန်ကြီးကိုညှိနှိုင်းရအရန်လွယ်တယ်လူပြသလားကရက်ထောက်ပြောလိုက် okay ပါမှာပဲကိုလက်ထောက်ပြောလိုက် okay ပါပါပဲအခုအချိန်မှာဆိုရင်ကျွန်တော်ဘက်ကနေလဲကျွန်တော်တရုံတရုံဘဒုပေါ်မှာမှကျွန်တော်ဘက်ကနေစီးမဖောက်အောင်ကျွန်တော်ဘက်ကနေလွန်လွန်နေတာမရှိအောင်ကျွန်တော်ကြိုးစားရတယ်။မှန်နေအောင်ကျွန်တော်အတက်နိုင်ဆုံးအလုပ်လုပ်တယ်။မှန်နေအောင်လုပ်ချင်တာကဘာလဲဆိုရိုးကုန်ကိုထိန်ချင်လို့လားလုံးဝမဟုတ်ပါဘူး။ကျွန်တော်ပတ်စံရမှတေးကြရင်ရုပ်မှာပို့လုံးဝဝင်မလေး။ เนาะကျွန်တော်အောင်းမြင်မှသိကြတယ်ဆိုကျွန်တော်ဘာမဆိုကျွန်တော်လှုပ်ချင်တယ်လို့ဒါပေမဲ့မှန်နေမှပဲကျွန်တော်ကအကုန်ညှိနိုင်လို့ရတာကျွန်တော်ဘက်ကနေလွဲနေလို့ရှိရင်ကျွန်တော်ကပြောခံရမယ်လို့ဖြစ်လာမှာအဲ့ချိန်ကျဘာလဲဆိုလို့ရှိရင်နင်နားလေလားနင်ဒီလိုလုပ်နေတဲ့ကိစ္စကြီးอ่ะလူကြားထဲမှာခြားပြလာရင်ဘလောက်ရှက်ဖို့ကောင်းနေဆိုတဲ့ကိစ္စကိုဆိုတဲ့အပြောဆိုခံရမှာကျွန်တော်ဖြစ်သွား ျွန်တော်အဲ့ဒါပြောမခံချင်းကျွန်တော်ကပြောချင်းတယ်အဲ့တော့ကြောင်လို့ကျွန်တော်တတ်နိုင်လို့မှန်အောင်လုပ်တယ်ကျွန်တော်မှန်နေပါဖြစ်လဲဆိုကျွန်တော်ဘယ်စက်ရုံနေပဲတွေ့တွေ့ဘယ်လောက်လူကြီးနေပဲတွေ့တွေ့နောက်ဆုံးဗျာဟိုးတန်တမန်နေနေပဲတွေ့တွေ့နိုင်ငံတော်လူကြီးနေနေပဲတွေ့တွေ့ဘယ်ဟာနေပဲတွေ့တွေ့ကျွန်တော်ဘက်ကနေကကျွန်တော်ကမှန်နေကျွန်တော်ဘာမှမစိုးပြောရဲတယ်ပြောရဲတယ်ဆိုတဲ့ခေါင်းစဉ်ကျွန်တော်ဘယ်တော့မှဘယ်တော့မှကျွန်တော်မစွာအောင်ဒါပေမဲ့ကျွန်တော်မှန်တဲ့ဟာကို ဖြောင်းဖြောင်းမတ်မတ်နဲ့အကောင်းဆုံးကျွန်တော်ရဲရဲဝံ့ဝံ့နဲ့ဘယ်သူကိုမှစော်ကားစရာမလိုပဲနဲ့ဘယ်သူစိတ်ထဲမှာမဆင်းရဲစရာမလိုပဲနဲ့ကျွန်တော်မရရအောင်ဆောင်ရွက်တယ်။အဲ့ဒီလိုဆောင်ရွက်နိုင်တဲ့စိတ်အခြေအနေကဒါလည်းရင်မှန်ကန်တဲ့ EQ เนาะဆိုတော့အဲ့ဒါလေးကိုကျွန်တော်ကသဘောပေါက်စေချင်တယ်။ အတွင်းမြင့်အောင်မြင်ဖို့ကြိုးစားနေတဲ့လူငယ်တွေကိုပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကကြားထဲမှာခလုတ်တိုက်တဲ့ကိစ္စတွေကအများကြီးပဲဗျ။အဲ့ထက်မှာ blog တွေအများကြီးပဲပေါ့ဗျ။အဲ့ထက်မှာဒီစိတ်ကဲ blog ကလည်းအဲ့ဒါရှိနေ။ကျွန်တော်ကကြတော့ငငယ်လေးကလေးကအရန်ကိုလိမ့်မှာယဉ်ကျေးနေလို့အရန်ကိုအစင်တန်းရှိတယ်လို့ပြောခံဟိုခံယူထားတာပေါ့နော်။သူများတွေတတ်မှတ်တာမတတ်မှတ်တာကိုကျွန်တော်ဘယ်မှမဆိုင်ဘူးရဲ့အမှန်ကလေးတက်လား။သူများတွေကဟာကိုရတာအောက်တန်းဇာကြီးပါလို့ပြောလဲကျွန်တော်ဘာမှမဖြစ်ဘူး။ကျွန်တော်ကဟိုစိတ်ထဲမှာသူများကိုဘယ်လိုတတ်မှတ်တယ်ဆိုတဲ့ဟာကြောင့်မလို့မဟုတ်ဘူး။ကျွန်တော်ကိုယ်တိုင်ကမွေးကလေးကကျွန်တော်ကအတတ်နိုင် ိုင်ဆုံးငါကဟိုစိတ်ကို control လုပ်နိုင်တဲ့လူပေါ့နော်ရုပ်ပြစင်ပြလို့ရတာကိုယ့်ရဲ့စိတ်ထဲမှာကိုကရှက်တာငငယ်လေးကလေးอ่ะဆိုတော့အဲ့အကျင့်ကပါနေတာပေါ့နော်အဲ့တော့ အရင်တော့ကျွန်တော်ကတော်တော်ကိုအဲ့ဒီ block နဲ့ကျွန်တော်တော်တော်ခံခဲ့ရတယ်တော်တော်ကိုကျွန်တော်ကနေတီးခံလိုက်ရတာကျွန်တော်ကနေ short ပြီးလိုက်တယ်ဆိုရင်ကိစ္စအများကြီးပေါ့နော်ရုပ်ပြည့်စင်မဲ့မဖြစ်ချင်တာနဲ့ပြီးလို့ရှိရင်ငါကအဆင့်တန်းပို့မြင့်ပါတယ်လေငါရဲ့စိတ်ကပို့ပြီး okay ပါတယ်လေဆိုတဲ့ခေါင်းစဉ်နေနေပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းမှာじゃကျွန်တော်ကအဲ့လိုမဖြစ်တော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်စဉ်းစားထားတာကငါဘာလိုချင်တာလဲလိုချင်တဲ့ဟာကိုငါအရင်တုန်းကဆက်ဆံခဲ့တဲ့ပုံစံအတိုင်းပဲငါကရုပ်ပြည့်စင်ပြက်လုံးမှလိုချင်တဲ့ဟာကိုရရမယ်မဟုတ်ဘူးလောဘတွေတက်ပြနေမှဟာလာမောဟနဲ့မျက်နှာတွေရဲပြီးလို့ရှိရင်ငါရန်နေဖြစ်နေမှငါဒါ င်ရရမယ်မဟုတ်ဘူးငါအပြုံးမပြတ်ဖဲနဲ့ငါယဉ်ကျေးမှုမပြတ်ဖဲနဲ့ငါအဆင့်တန်းရှိတယ်ဆိုတဲ့ငါရဲ့အနေထား status တစ်ခုကိုငါကလုံးဝထိခိုက်မှုမရှိဘဲနဲ့လည်းငါလိုချင်တယ်ဆိုတဲ့ရလက်သဘောပါလဲဆိုလို့တရားများတမ်းမှုပဲဖြစ်ပါစေပုံပြီးတက်တာတဲ့အရာပဲပုံပြီး quality ကောင်းတဲ့အရာပဲဖြစ်ပါစေကိုယ့်အတွက်ပုံပြီးအကျိုးရှိမယ့်အရာပဲဖြစ်ပါစေငါမရရအောင်ပေါ်ဆောင်နိုင်ရမယ်သဘောပါဗျာကျွန်တော်အရင်တုန်းကဒီ millionaire mindset video ထဲမှာကျွန်တော်ပြောဘူးဆိုလို့ win it all ဆိုပြီးကျွန်တော်ပြောဘူးလေကျွန်တော်တို့ကဘာမှ shop ပေးစရာအကြောင်းမရှိဘူးဗျာမှန်တယ်ဂုံတိတ်ခါလည်းကျွန်တော်တို့က shop ပေးစရာ ကြအောင်ဖြစ်ကိုဗစ်ခါရှိရတဲ့လူလည်းကျွန်တော်ဖြစ်လို့ရတယ်အဆင့်တန်းရှိရတဲ့လူလည်းကျွန်တော်ဖြစ်လို့ရတယ်ယဉ်ကျေးလေးလိမ္မာတဲ့လူတယောက်လည်းဖြစ်လို့ရတယ်အဲ့ဒါလိုပဲစီးပွားရေးအောင်မြင်တဲ့လူတယောက်ကလည်းဖြစ်လို့ရတယ်ဒါတွေအားလုံးဖြစ်ဖို့အတွက်ကိုကျွန်တော်တို့စိတ်ကစီမံခန့်ခွဲနိုင်ရမယ်စိတ်ကိုကျွန်တော်တို့ကအကောင်းဆုံးကျွန်တော်ပြောချင်တာထိမ့်ရမယ်လို့ကျွန်တော်လုံးဝမပြောဘူးเนาะစီမံခန့်ခွဲလို့ကျွန်တော်ပြောတာဘာကြောင့်မှမဟုတ်ဘူးလူတိုင်းကပြောတာကစိတ်နဲ့ပတ်သက်ရင်ငါထိမ့်ချုံနိုင်ရမယ်လို့ပြောနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကလက်မခံဘူးစိတ်ဆိုတာစီမံခန့်ခွဲရမှာ เนาะ management လောက်ပါမှာဘယ်ချိန်မှငါပြောင်းရမယ်ဘယ်ချိန်မှဘာဖြစ်ရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့စီမံခန့်ခွဲနိုင်ရမယ်ကိုစီမံခန့်ခွဲနိုင်ဘာဖြစ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ facial expression ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့စိတ်ကနေပေးတဲ့ခံစားချက်ကအစကိုယ့်အတွက်အကျိုးရှိတယ်အောင်တို့ကဖန်တီးပေးတယ် เนาะมีตินไดมาจนเราอเมริกาเอเจนต์นี่เสียไม่รู้ดาใบแม้จนเราก็ตีๆจริงๆเอเอซิซิเนี่ยตรุบักกันนี่สอกาล่ะรู้ရှင်เนาะมาสอกาได้อย่างโหจนเราก็ลักขันปี้รู้ရှင်ตรุสอกาบาได้สู่ราโกหลูติရှင်จาอารมณ์จาได้มาติอ๋อเยปี้ยินจนเราก็ดิบัดตะชันก็นี่กูอ่ะซุยนี้เนี่ยสู่รู้ရှင်ดิบัดตะชันมาโกโกซาปุ่นนี่แหละหลูริอารมณ์บักกันนี่แหละ ပြန်ပြီးကျွန်တော်ထည့်ခဲ့နိုင်မှာရမှာဒါမှခေါင်းဆောင်လीခေါင်းဆောင်ဖြစ်နေပြီးတော့ကျွန်တော်တို့ကဘယ်ဆွေးနွေးပွဲသွားသွားခုခေါင်းဆောင်ကခံလာခဲ့ရပါတယ်ဘယ်ဆွေးနွေးပွဲသွားသွားအမလီလေးမှာပါတယ်ယဉ်ကျေးပါတယ်အစင်တန်းကတော့မြင်ပါတယ်ဒါမဲ့အကုန်လုံးကသူကခံခဲ့တာကြီးပဲဆိုရယ်ခေါင်းဆောင်ကလည်းဖြစ်လို့မရအောင်ကျွန်တော်တို့ကပြန်ထည့်နိုင်မှာရမှာပြန်ပြောနိုင်မှာရအဲ့ဒီခေါင်းဆောင်ကိုကျွန်တော်ကရုပ်ပြက်စရာမလိုဘဲနဲ့ကျွန်တော်ပြောနိုင်တဲ့အခါကျရင်သူများကလည်းကိုယ်ပို့ပြီးလေးစားတယ်အော်ဒီလူကိုတော့ငါတို့ကလွယ်လွယ်ကူကူနဲ့သွားပြီးတော့စော်ကားလို့တော့မရသူကြည့်လို့ရှိရင်သဘော ကောင်းတဲ့ပုံလဲပေါက်တယ်အဲယဉ်ကျေးတဲ့ပုံလဲပေါက်တယ်အဆင်တန်းမြင့်တဲ့ပုံလဲပေါက်တယ်ဒါပေမဲ့အဲ့ဒီခေါင်းဆောင်ခေါင်းစဉ်တွေနဲ့ငါတို့ကသွားပြီးလို့ရှိရင်နေအရင်ယဉ်ကျေးတာပဲဟုတ်တယ်မလားငါကတော့အောက်တန်းကြတယ်အဲ့တော့ငါတို့ဒီလိုပဲလှုပ်လိုက်မယ်နေလက်ခံလိုက်ဆိုပြီးငါသွားလို့လို့မရဘူးဆိုတဲ့အတွေးခေါ်ဝင်သွားအောင်လဲကျွန်တော်တို့ကပြရတယ်အဲ့ဒီလိုနောက်ပိုင်းမှာတော့ကျွန်တော်ကကိုလဲနေရတာအဆင်ပြေတယ်လုပ်ငန်းတွေအကုန်လုံးလည်းထိရောက်တယ်။ပြီးရင်ဘာဖြစ်လဲဆိုကိုယ့်ရဲ့အနောက်မှာရှိတဲ့လူတွေအားလုံးကလည်းကိုယ့်ပေါ်မှာပို့ပြီးတော့လေးစားမှုရှိတယ်။အတူတူပဲကိုယ့်နဲ့အလုပ်လုပ်နေတဲ့လူတွေအားလုံးကလည်းတွေ့ုံတန်းကိုယ့်ကိုချင်းမထဲတော့ ဘာကြောင့်လဲဆိုလို့ရှိရင်မှန်တယ် radar နဲ့အလုပ်လုပ်တာဒီငါတို့က nice ပဲကျွန်တော်တခါမှသူတို့ကိုတွားပြီးလို့ရှိရင်ကျွန်တော်မမတ်ရင်ရင်ဘာမှမပြောဘူးဒါပေမဲ့သူတို့လွန်လွန်တဲ့ဟာကိုကျွန်တော်ထောက်ပြဖို့လုံးဝဝယ်မသိဘူးငါတွားထောက်ပြလိုက်လို့ရှိရင်သူတို့အချက်ကွဲအောင်မှလားမသိဘူးငါကတော့သူတို့အချက်ကွဲမှတွေမှညာကျွန်တော်မစင်စားသူတို့ကိုယ်တိုင်ကိုကဒီလိုအလုပ်လုပ်လာရင်ဟိုအလုပ်ကိုအလုပ်နဲ့တူအောင်လုပ်မလားလို့ရှိရင်ကျွန်တော်ထောက်ပြဖို့ဘာလို့ဝင်လဲရမှာ အဲ့ဒီနေရာမှာကိုကျွန်တော်ကထောက်ပြတာမရိုင်းတဲ့လို့လည်းကျွန်တော်မယူဆဘူးဒါကဟိုဘယ်လိုပြောရမလဲကိုဘက်ကဟိုကြီးမြတ်မှုမရှိဘူးပေါ့နော်လို့လည်းကျွန်တော်မယူဆဘူးအမှန်တရားမှာကွာသူ့တော့မကြဘူးလေ ိုင်ငံခြားသားနဲ့အလုပ်လုပ်တိုင်းနိုင်ငံခြားသားအသုံးချနိုင်မယ်ဘယ်လိုလို့ဖြစ်နိုင်မှာလဲကျွန်တော်အခုတလို့ဆိုလို့ရှိရင်ယူရီးယားစိတ်ယုံတရုံနဲ့လုပ်နေတယ်တကယ်ကိုပလာတာရိုက်နေသလိုလုပ်နေတာမီတင်တစ်ခုမှနောက်တစ်ပုံပြောတယ်နောက်တစ်ခုမှနောက်တစ်ပုံပြောနောက်တစ်ပုံစံပြောတယ်နောက်တစ်ခုမှနောက်တစ်ပုံစံပြောတယ်ကျွန်တော်ကိုယ်တိုင်ပြောလိုက်တယ်နင်အရှိမီတင်တော့ပြောခဲ့တယ်ဒါမဟုတ်ဘူးလားလို့ကျွန်တော်အဲ့လိုပြောတဲ့စကားဒီသူ့ဘက်ကသာလွဲနေရင်သူခံရခံနေလိမ့်မယ်သူ့ဘက်ကလွဲမနေဘာခံရခံဆရာအကြောင်းဘာမှမရှိမဟုတ်ဘူးအရင်တုန်းကငါဒီလိုယူဆတာလို့အခုကနေတို့အတွက်ဒီလိုပို့အကျိုးရှိအောင်ငါပြောပြပေးတာလို့သူပြန်ရှင်းပြရင်ကျွန်တော်လက်ခံတယ် အဲမဟုတ်နေဘူးဆိုတော့ကျွန်တော်ထောက်ပြရမှာကျွန်တော်အလုပ်ပဲနင်တို့တစ်ခေါက်မီတင်မှာ၃ညနောက်တစ်ခေါက်မီတင်မှာ၁နောက်တစ်ခေါက်မီတင်မှာ၃ညနောက်တစ်ခေါက်မီတင်မှာ၁ဆိုရင်ငါဘယ်လိုအလုပ်လုပ်ပြရမှာလဲငါ၃ညနဲ့လုပ်ရမှာလား၁နဲ့လုပ်လို့ရမှာလားငါအလုပ်မလုပ်တတ်ဘူးအဲ့လိုကိုကျွန်တော်ကအပြုံးမပြတ်ကျွန်တော်ပြောရဲသွားအရင်တုန်းကဆိုကျွန်တော်ကအာအရန်ကိုလိမ့်မာရင်ကြီးပေါ့နော်တွံတွံတောင်နဲ့ကိုကလေကိုနဲ့အလုပ်လုပ်နေတဲ့လူတွေကိုကိုလိုကလည်းမဖြစ်စေချင်ဘူးပြက်စင်ပြက်သူတို့ကိုလည်းကျွန်တော်ကအရန်ထဲ့တွတ်တာသူမြောက်ကျွန်တော်အရန်ထဲ့တွတ်တာ အဲ့ဒါကိုလည်းကျွန်တော်ကိုယ့်ကိုအရင်အဆင့်တန်းရှိတာလို့ယူဆတာပေါ့အခုဒီလည်းကျွန်တော်မအဲ့တွေးခေါ်ရှိတော့မှာပဲတော်ရုံတန်ရုံမလိုအပ်ဖဲနဲ့ကျွန်တော်ကနေရင်ထိုင်လူတကာကိုတောက်လိုက်ဖြုတ်နေမယ်ပေါ့နော်လူတကာကိုလိုက်ပြီးတော့ပညာတွေပြနေမယ်ဆိုတဲ့စိတ်ကျွန်တော်စီမှာမရှိပါဘူးကိုကနေစပြီးတော့ဟိုဘယ်လိုပြောရမလဲသူများကိုလွှမ်းကိုလွှမ်းမိုးရမယ်ဆိုတဲ့စိတ်ကျွန်တော်စီမှာမရှိအဲ့ကျွန်တော်ကိုလာပြီးလွှမ်းမိုးပြီးတော့အနိုင်ကျင့်ဖို့ကြိုးစားတဲ့ဟိတ်ဆိုတော့ခံဖို့ရပြန်လာကျွန်တော်တီးခံဖို့ပါပလန်မှမရှိဘူး အဲ့ဒါတွေအကုန်လုံးကိုတောင်မှကျွန်တော်ကအပြုံးမပြတ်ပဲနဲ့အင်းနင်တို့အချက်ကွဲနေအောင်ကိုကျွန်တော်ကပြောနိုင်တယ်ရအောင်လဲကျွန်တော်ပြောတယ်လိုအပ်တယ်ဆိုလို့ရှိရင်လာဘယ်လူကြီးအထိကျွန်တော်ပြောရမှာလဲအကုန်လုံးကျွန်တော်ပြောတယ်အဓိကဒီပါလဲဆိုလို့ရှိရင်ကျွန်တော်လူချင်းနဲ့ရားလက်ကိုကျွန်တော်တရုတ်ပြက်စရာမလိုပဲနဲ့အဆင်တန်းရှိရှိ ဒီရည်ကြည်ချင်းနဲ့ကျွန်တော်မရရအောင်ပေါ်ဆောင်နိုင်ရမယ်အဲ့ဒါကျွန်တော်ရဲ့ရည်ရွယ်ချက်ပဲအဲ့တော့အခုနောက်ပိုင်းမှာငါကျွန်တော် EQ နဲ့ပတ်သက်လို့ပေါ့နော်နှလုံးရည်နဲ့ပတ်သက်ရင်ကျွန်တော်စဉ်းစားထားတာအဲ့ဒါပဲအဲ့ဒီပုံစံနဲ့ကျွန်တော်အလုပ်လုပ်တာတော့ပို့ပြီးတော့အဆင်ပြေတယ်ပို့ပြီးတော့လည်းအောင်မြင်တယ်လူတွေရဲ့ respect ကိုလည်းကျွန်တော်ပို့ပြီးတော့ရတယ်အမှန်တိုင်းပြောရမယ်ဟဲ့ဆိုလို့ရှိရင်လူတိုင်းကလည်းတကယ်ကိုထိအောင်အလုပ်လုပ်တဲ့လူနဲ့ပဲလှုပ်ချင်ကြတာတကယ်ကိုပြောရဲဆိုရဲဘာကိုမဆိုရင်ဆိုင်ရဲတဲ့လူနဲ့ပဲအလုပ်လုပ်ကြတာရဲတာနဲ့ရိုင်းတာမတူဘူးเนาะ ဒါလေးကိုလည်းကျွန်တော်တခါလေးပြောပြပေးတာပဲကျွန်တော်ရဲဝင်အောင်အမြဲတမ်းကြိုးစားကျွန်တော်ဘယ်တော့မှမရဘူးเนาะဘာကြောင့်လဲဆိုတော့စီးပွားရေးခေါင်းစဉ်အောက်မှာလွဲနေရတဲ့အများတချို့တွေကရဲဝင်နေရမှာမဟုတ်ယိုင်းနေတာနော်အဲ့ဒါကိုသူတို့စိတ်ထဲမှာစဉ်းစားတာကငါရိုင်းရဲရင် OK တယ်လို့ထင်နေတာမဟုတ်ဘူးဗျကျွန်တော်တို့ဆိုလာရိုင်းရင်ရှောင်ထွက်သွားလိုက်တဲ့ကိစ္စတွေအများကြီးရှိတယ် ဒါဒီကျွန်တော်တို့ကကြောက်လို့မဟုတ်ဘူးအမှန်ကတော့ပြောရမယ်ဆိုအရင်တော့ကျွန်တော်စိတ်အရာပြောရမယ်ဆိုခွေးနဲ့ငါဘာလို့ပြန်ဟောင်းမှလဲဆိုတဲ့စိတ်နဲ့ရှောင်ထွက်သွားတာပေါ့နော်အခုနောက်ပိုင်းဆိုတော့ကျွန်တော်စဉ်းစားတာဘာလဲဆိုခွေးလာဟောင်းနေကျွန်တော်ကကြားထဲမှာကျွန်တော်တန်တန်ပန်လေးကင်ကလိုက်မယ်ခွေးကြောက်နိုင်တဲ့ဒုတ်တချောင်းကျွန်တော်ကင်ကင်ထားလိုက်မယ်ဒါပေမဲ့လည်းကျွန်တော်ကတော့ရှောင်ထွက်မသွားတော့ဘူးသူတို့ပြန်မောင်းလာပါပဲသူခွေးဆိုတော့ခွေးတိုင်းပြန်မောင်းရမယ်ပေါ့နော်ငါဒုံးနဲ့ရိုက်မှာလားငါဘာလုပ်မှာလားဆိုတဲ့ပုံစံနဲ့ကျွန်တော်မရရအောင် response တုံ့ပြန်ပြီးတော့ကျွန်တော်လမ်းကိုကျွန်တော်မရရအောင်ရှင်းထုတ်လိုက်တယ်အရင်တော့လာဆိုရင်တော့လမ်းမှာခွေထွက်လာရင်ကျွန်တော်ရှောင်းရှောင်းလိုက်မယ်ဗျလမ်းမှာတကောင်ကောင်ထွက်လာရင်ကျွန်တော်ရှောင်းရင်ရှောင်းလိုက်မယ်အဲ့ဒါကိုကျွန်တော်အနေနဲ့စဉ်းစားတာပါဆိုငါလူခွေနဲ့ဖက်ရင်ဖြစ်စရာအကြောင်းမရှိဘူးရှောင်းလိုက်မယ်ဒါပေမဲ့ရှောင်းလိုက်ကျွန်တော်လမ်းပူရှောက်ရတယ်ဗျတက်လာပတ်နေရတယ်ဗျလုတ်တီရှုံနေဒီခွေကိုဖယ်လိုက်လို့ရှိရင်ကိုယ့်ရဲ့လမ်းဖြူးနေပြီးသားတာတေးကြရဲဆိုရင်ကျွန်တော်ကခွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ငါတူတော့ဒုံးနေပဲပြောမှာပဲရမယ်ကျွန်တော်ဒုံးလေးနဲ့ပြောလိုက်တယ် ခွေးနဲ့သွားပြီးလို့ရှိရင်နင်ကဘာကောင်းလဲငါကဘာကောင်းလဲနင်ကငါချစ်တဲ့လုံးကိုင်ငါနဲ့ပေါင်ကိုင်မဲ့သွားပြီးတော့ကျွန်တော်လည်းခွေးဆက်မဝင်မခင်တော့ဒါပေမဲ့ကျွန်တော်လူပဲဖြစ်နေပေမဲ့လည်း तू ကခွေးမှန်းကျွန်တော်သိနေလူကဘာကြောင့်မလို့ကျွန်တော်ခွေးကိုကောင်းကောင်းလေးမျက်လည်းမပြနိုင်ရမှာလဲဟုတ်တယ်မလား तू ကသူအမဲရိုးလေးတစ်ခုပြစ်ချပြီးကျွန်တော်လည်းကျွန်တော်သွားလဲအဆင်ပြေဆိုတော့ကျွန်တော်ကအခုနောက်ပိုင်းကျွန်တော်ကျင့်သုံးတဲ့ပုံစံအဲ့ပုံစံမဲ့ကျွန်တော်သွားရတော့တယ် ဘယ်နိုင်ငံမှာမဆိုအဲ့လိုဆက်ဆံတဲ့လူတွေရှိတယ်အဲ့လိုမျိုးကိုကိုအစင်ပြေအောင်ဘာဘာညာညာရှိတယ်ကျွန်တော်ကိုရီးယားမှာလည်းဂျုံဘူးတယ်အခုယိုရီးယားနေနေလည်းကျွန်တော်ဂျုံဘူးတယ်ဒါပေမဲ့ကျွန်တော်ကတော့ကိုလိုချင်တဲ့အရာကိုကျွန်တော်ဖြောင်းဖြောင်းမတ်မတ်ပဲသွားတယ်ဒီနားတွေကညစ်ပတ်နေလို့ငါတော့ရှောင်သွားလိုက်မယ်လမ်းဝေးချင်းဝေးပါစေငါကတော့ဒီမန်ရိုင်းတဲ့လူကြီးနဲ့ဟာလာငါ့ကိုကြိုက်မဲ့ခွေးကြီးနဲ့တော့ငါဖတ်ပြီးတော့ရံမလုံနေဘူးဆိုတဲ့ကိစ္စလည်းကျွန်တော်မလုပ်တော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်လမ်းပို့လျှောက်တယ်ဆိုတဲ့ကိစ္စငါတုံးနေလို့တာ နော်ဆိုတော့ကျွန်တော်ကတော့ထိရအောင်လုပ်လို့ခြင်းတယ်အဲကျွန်တော်ရှောင်ထွက်မလားကျွန်တော်မရှောင်ထွက်ဘူးခွေးနဲ့တွေ့လို့ရှိရင်တော့ကျွန်တော်ကပါဇက်နဲ့စကားမပြောတော့ဒုက္နဲ့ပဲကျွန်တော်စကားပြောပြောလိုက်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းဟလာမဲယိုးလေးတစ်ခုကျွန်တော်ပြင်ပြချလိုက်မယ်သူကသူကကင်နေစေအဲဆိုကျွန်တော်ကျွန်တော်လည်းဆက်သွားလိုက်ရုံပဲမြန်မြန်ကျွန်တော်ခီးရောက်ဖို့အရေးကြီးတယ်ကျွန်တော်ပြောခြင်းတဲ့ EQ ဆိုတာကအဲ့ဒါပဲ เนาะအဲ့တော့ဘာကိုမဆိုကျွန်တော်ကတီးခံလိုက်မယ်တို့ဘာကိုမဆိုငါတို့ရှောင်းထွက်သွားလိုက်မယ်ငါတို့ရင်ကျေးချောင်းပြလိုက်မယ်ငါတို့ကြီးမြတ်ချောင်းပြလိုက်မယ်ငါတို့ကနှလုံးသားတိမ်မွေချောင်းပြလိုက်မယ်ဆိုတဲ့ကိစ္စတွေနဲ့ EQ ကိုကျွန်တော်မစင်စားစေခြင်းဘူးကိုယ့်ရဲ့ရလက်ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့ပန်းတိုင်ကိုရှောက်တဲ့နေရာမှာအကောင်းဆုံးပေါ်ဆောင်နိုင်ဖို့ကိုကျွန်တော်က EQ ကိုတုံးစေခြင်းနဲ့အဲ့လိုစိတ်မျိုးပဲကျွန်တော်ကထားစေခြင်းနဲ့ EQ ဆိုတာဒီကျွန်တော်ထပ်တစ်ခေါက်ဖြစ်ထပ်ပြောပါမယ်ကိုလိုချင်တဲ့ရလတ်ကိုရဖို့အတွက်ပံဝန်းကျင်တစ်ခုလုံးကလူတယောက်မှမျက်နာပြက်စရာမလိုပဲနဲ့တယောက်နဲ့မှကျွန်တော်ရံဖြစ်နေစရာမလိုပဲနဲ့ကျွန်တော်တို့ကကိုလိုချင်တဲ့ရလတ်ကိုရအောင်ဖော်ဆောင်နိုင်တဲ့စွမ်းရည်ကိုကျွန်တော် EQ လို့ယူဆတယ်ကျွန်တော်ခုလက်ရှိရအဲ့တိုင်းပဲကျွန်တော်သုံးတယ်နော်ဆိုတော့အဲ့ဒါလေးကိုလည်း millennial mindset ရဲ့ episode 9အနေနဲ့ကျွန်တော်ဝင်မြပေးတာပါအကျိုးရှိလိမ့်မယ်လို့ယူဆပါတယ် သေချာလေးပြန်ပြီးတော့စဉ်းစားကြည့်ပါเนาะအေးဟုတ်ပြီငါကတော့လိမ္မာယင်ကြီးဆိုတဲ့ခေါင်းစဉ်တဲ့အောက်မှာငါပိတ်မိနေတဲ့ကိစ္စတွေရှိတယ်ငါကငါ့ရဲ့အစွမ်းစားတွေအများကြီးပြမပြနိုင်ဖြစ်နေတယ်ဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ပြောလို့ပြောင်းပြီးတော့စဉ်းစားကြည့်เนาะအဲ့ဒါဆိုလို့ရှိရင်တော့ပို့ပြီးတော့အများကြီးထိရောက်လာတာကိုတွေ့ရပါလိမ့်မယ်ဆိုတော့ဒီနေ့နားတော်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုကျတွေ့ပါဦးမယ်တတ်တာ